အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယော်ဖြစ်ပါတယ်2025ခုနှစ် AV လ30ရက်ဗုဒ္ဓဦးနေ့နေ့ခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ချက်ပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်နမ်းမကြီးရွာမှာဇမန်နေ့မနေ့စင်နာရီဝင်းကျင်ခန်းကကိုကန်တပ်နဲ့ SSPB အဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်နမ်းမနဲ့ကုန်းမောင်မှာရှိတဲ့ SSPB တပ်စခန်းတွေကိုရုတ်သိမ်းဆုတ်ခွာဖို့တွားရောက်ညှိနှိုင်းရတာနေထုံးစံအတိုင်းလက်ဝိတ်ထိုးကြက SSPB တက်တွေနောက်ဆုံးပေးလိုက်ရတယ်လို့သိရပါတယ်။ဂျမန်နေ့မနေ့10နှစ်အရွယ်ဝင်းကျင်မှာတော့နတ်မရွာလဲဘူး။ကိုကန့်စစ်ကြောင်းဝင်ရောက်လာရမှာ SSPP ဘက်ကနေစတင်ပြစ်ခတ်ခဲ့ပြီးနိုင်ဝဲအကြာအပြန်အလှန်ပြစ်ခတ်ခဲ့ကြတယ်လို့ဆိုပါတယ်။နောက်ဆုံးဘေးအဖွဲ့ကစုခွာပေးလိုက်ရတယ်ဆိုတာတော့မသိရှိရသေးဘူးဖြစ်ပါတယ်။ဒေတာကန်တွေကတော့ပြဿနာကြောင်မီးတွေတွင်ကိစ္စကိုအခြေခံတယ်လို့တစုံတစကြားသိရပါတယ်။လာရှုရဲ့နောက်ဆက်တွဲစင်ကဲဖြစ်စဉ်တွေရှိနေနိုင်သေးတယ်လို့ပနာမခံမှန်းသုံးသပ်ပြောပြပေးခဲ့မှုပါတယ် မီလလည်းလောက်မှာထူးခြားဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာနိုင်တဲ့အရေးငွေတချို့တွေ့နေရပါသည်အတက်ပြောလို့တော့မရသေးပါဘူးတကူကြီးချင်းမြင်ချက်မျှတာရှိနေပါသေးတယ်လာချိုးမျိုးကတော့ပြည်သူစေယုံနဲ့ပြန်လဲဖွင့်လှစ်နိုင်နေမရှိသေးပါဘူးခိုးဆိုးလူရမှုတွေလည်းပုံမဆိုးရွားလာပါတယ်ကိုကန့်လက်ထက်တုန်းကလည်းအခုလိုလူရမှုတွေဖြစ်ခဲ့တယ်ဆိုပေမဲ့တိုင်တန်းချက်ရှိပါကအချက်ချင်းအရေးယူဖန်ဆီးဆောင်ရွက်မှုရှိပေမဲ့ စစ်ကောင်စီဝင်ရောက်လာချိန်မှာတော့တိုင်ရောထူလာနိုင်ခြင်းရှိမှာမဟုတ်ဘူးဆိုပြီးအခက်ကြုံနေရပြီဖြစ်ပါတယ်။လွတ်လပ်မှုအရသာကနေစစ်ဖက်နှောက်အောင်ပြန်ရောက်သွားတဲ့အခြေအနေကိုကိုကျင်းစာနားလည်ခံစားရပါတယ်။စစ်ရိကဒေတာတိုင်းစစ်ဌာနချုပ်ထမ်းမှာလည်းစီရေးရွှေပြောင်းမှုတွေရှိနေပါတယ်။တာစီလိုက်တာလေးမိုင်းဖြတ်လော်ဒရာကနေဖြတ်ပြီးမဲကောင်မြစ်တိုင်းမော်တော်ရီနဲ့အထက်ကိုစံတက်နေတာတွေရှိနေပါတယ်။စတိုင်းလားချိချိုင်မြို့နယ်အတွင်းကျူလောင်နဲ့တောမတဝိုက်ကိုရှမန်နဲ့နေလေကလေချောင်းတိုက်ခိုက်မှုပြုလုပ်ထားပြန်ပါတယ်။ ထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ရန်သူစစ်ကောင်စီအားမိမိတို့ရဲ့စီးရေးလှုပ်ရှားမှုသတင်းတွေကိုတိတိကျကျရနေတယ်လို့ဖြစ်နေပါတယ်။စကိုင်းမြို့နယ်လင်းရင်ချေးရွာဖုံးကျောင်းနှစ်ကျောင်းသလုံးကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ပြီးခဲ့တဲ့28ရက်နေ့ကလည်းတောင်ရင်ရွာထက်ကဖုံးကျောင်းကိုလေကျောင်းတိုက်ခိုက်မှုပြုလုပ်ထားခဲ့ပြီးရှေးဟောင်းနှစ်ထပ်ကျောင်းသောကျိုကြတော့နီးပါးပျက်စီးသွားခဲ့ရပါတယ်။ဘရောင်းတန်နဲ့ညောင်ကျိုးဘက်မှာသတင်းတွေငြိမ်သက်နေပေမဲ့တလုံးမရွာဘက်ကနေလူနာတင်ရင်တွေရှင်းလာနေကြပါတယ်။ ဘာဖြစ်ကြတာလဲခြားကြနာကြတာတော့ဖြစ်နိုင်မှာမထင်ပါဘူးချော်ပြူဝင်းကျင်မှာပဲဖြစ်ဖို့များပါတယ်သူတို့ခေးထားတဲ့မိုင်းသူတို့နင်းမိပြီးသူတို့ပြန်ထိနေတာဖြစ်တယ်လို့ကြားသိရပါတယ်ခြေတောင်တိုင်းစစ်တာနာကျုပ်ဂွင်းကော့ကရိတ်မြို့နယ်ကစစ်ကောင်စီစခန်း၃နေရာကိုတပြိုင်တည်းတိုက်ခတ်နေတယ်လို့သိရပါတယ်ကိုတိုင်ချွေချမင်းဖုံးရောင်းနီးနဲ့အမှ69ခြေလင်းတိုင်းအနောက်ဖက်ခန်းစစ်စခန်းတွေဖြစ်ပါတယ် KNL နဲ့ပူပေါင်းအဖွဲ့တွေလူဝင်အောင်ပြားပါ တော်တော်လေးတုံနိုင်တဲ့အနေအထားဖြစ်ပါတယ်။ဂျိုင်းနရာလက်နက်ကြီးစခန်းကျုံတို့ပြူပါစခန်းနဲ့လှိုင်ဝအမြောက်စခန်းတို့ကနေလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်လျက်ရှိပြီးဂျမန်နဲ့ညံ့နေပိုင်းထိနေချောင်းကနေကင်းထောက်ချင်းသာရှိနေပြီးဘုံကျဲတိုက်ခိုက်တာမျိုးတော့မရှိသေးဘူးဖြစ်ပါတယ်။ Google မှာတန်းထားပုံတွေရလှိုင်ဝဘက်ကစခန်းကြီးတွေဟာခံစစ်ပိုင်းကိုတေးချာမွမ်းမံပြင်ဆင်ထားပုံရပါတယ်။ပူပေါင်းတပ်ဖွဲ့တွေဘက်ကထိခိုက်မှုမရှိဘူးလို့ဆိုပေမဲ့မြေပြင်သတင်းရတော့နှစ်ဖက်ထိခိုက်မှုများနေတာဖြစ်ပါတယ်။ဘမော အမှန်နဲ့စတဲ့စစ်စင်ရဲ့ကိုယ်ပိုင်မှုဌာနချုပ်သတင်းကတော့စိတ်နေအောင်ကောင်းလာပါတယ်စစ်ကောင်စီရဲ့အဓိကအရန်အင်အားလို့ခေါ်တွင်တဲ့တိုက်ပွဲဝင်လက်နက်ကိုင်ရဲမေအယောက်တရာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်ဖွဲ့ထံမှလက်နက်ချလိုက်ပြီးလို့သိရပါတယ်ဗမော်ခံစစ်မှာအဓိကအတားအဆီးက drone နဲ့ရဲမေမိကိုယ်သူမိသားစုအင်အားဖြစ်ပါတယ်ကဲအခုရဲမေတွေလက်နက်ချပြီဆိုတော့လင်းတော်မောင်တွေလည်းမကြခင်မိမကိုလွမ်းနေဆိုပြီးလိုက်လာကြပါလိမ့်မယ်စစ်တပ်မှာမိမလှုပ်သူတွေရဲ့အခန်းကဏ္ဍကလည်းအရေးပါလာပါတယ် ချင်းလင်းချင်းမြန်တရင်တွေမှာညသောအဖြစ်ရှီလန်းထွက်ကြရတာဖြစ်တဲ့အတွက်နောက်တန်းဌာနချုပ်မှာနောက်တန်းမှုလို့ခေါ်တဲ့ဌာနချုပ်တက်ခွဲမှုတရင်ဘုံကြီးနဲ့တက်ထောက်ဘူကြီးတို့ထံအာဏာခွဲဝေပေးခဲ့ရတာဖြစ်ပါတယ်။ဆိုပေမဲ့ချက်ပါဖွဲ့အားရုပ်သေးရုပ်သာဖြစ်ပြီးတန်းမှုစနစ်ကသာစီမံချက်လဲခံခွဲမှုတွေအများလုံးချင်တာဖြစ်ပါတယ်။နှစ်ထောင်မြို့နှစ်နောက်ပိုင်းရှမ်းမြောက်ကတိုင်ရင်တည်းမှာဘိုကင်းအထိတိုင်မှုဇနီးကလာရောက်စစ်စေးလွန်းလို့ကင်းမှုနဲ့ကင်းသား ကင်းရယ်ရယ်လောကတာယာမှုစနစ်ကိုချုပ်ကန်းတဲ့အထက်အရမပြုချင်ဒီထွက်ပြေးသွားကြတဲ့ဖြစ်စဉ်တွေရှိခဲ့ဘူးပါတယ်။ကိုယ်တိုင်လည်းကြုံခဲ့ဘူးပါတယ်။တာယာမှုဖြစ်မှမဖြစ်မနေတက်သေးကိုတာယာမှုစနစ်ဖြစ်လိုက်လာပြီးနေကြရတဲ့အဖွဲတွေကပူဆိုးပါတယ်။တပတ်လောက်လိုက်နေပြီးရင်လောကကိုကျွမ်းသွားတယ်။စီစဉ်သူတော်အေးဝင်းတော်အလောက်မစီစဉ်နိုင်ဘူးဖြစ်ပါတယ်။အဲ့ဒါနဲ့အမရင်တော့တက်သေးလိုက်နေဘူးလား။မနေဘူးဘူးကြီး။အမရအမဒါတာယာမှုကိုယ်တိုင်လောက်လိုက်ရင်ပွဲပြတ်ပြီလို့တကယ်ထဲခင်မိပါတယ်။ ညရောက်တော့တိုင်မူဖုံးဆက်တယ်။ဖေဟာတိုင်ရေးဘူကြီးငါလည်းမင်းတို့လိုငရေကနေကြီးလာတာပါကွာ။ကြီးခံရတယ်ကွာ။ငါမိမအပွင့်လားငါအပွင့်ထက်ကြီးတယ်ကွာဆိုပြီးတော့ကျဲကျဲကျဲနဲ့ပြောလာပါတယ်။တိုင်ရေးဘူကစိတ်ရင်းသဘောကောင်းပြီးပြောပြောပါပါနေတတ်တယ်သူမို့လို့ပါ။မို့မဟုတ်လို့ကတော့တိုင်ရေးဘူကြီးရှည်တန်းတက်လာခဲ့ဆိုပြီးတော့ lesson တွေသင်ခန်းစာတွေတော်ကီထုတ်တာကိုခံရအောင်မှာဖြစ်ပါတယ်။ကဲ။တောင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာဘာတွေဖြစ်နေကြလဲ။ကြာတိရရင် ပြောပြပေးစီလိုပါတယ်ခင်ဗျာစားလဲစုံနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးကျေးပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရဲ့တောင်းကိုတရင်သိရရင်ပြန်ပြောကြအောင်နော်